အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ဒီမှာကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမ်မာကြီးခင်ဆွေဦးရေးသားထားတဲ့ဒိုတိုင်းဌာနီ ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဒိုတိုင်းဌာနီအခန်း3အေဗီလာဇန်6ရက်နေ့ညဘက်တွင် ထွေးတို့အိမ်၌ဧည့်သည်များကြလာသည် အာတာမဲမဲခဝဝပင်နီအင်ဂျီနှင့်ဇောလုံးကြီးဟုထားသောတခင်ပေတင်းဆိုသော အသက်40ခန့်လူကြီးတအူကပထမဦးဆုံးဧည့်သည်သည်တခင်ပေတင်းနှင့်ထွေးတို့ဖေဖေဥပကျော်တို့အချီအချအငင်းခုံဖြစ်ကြသည်သည်နောက်တဦးမှာခုနှစ်နာရီခန့်တွင်ပေါလာသည်သူက အသက်20နှစ်ခန့်ရှိသော လူငယ်တအူသည်အရှက်ခမ်းမြင့်မြင့်အသားလက်လက်ကရုံးစရောက်နှင့်ကိုရွှေဆိုသူသည် ခွင်းစာခွင်းပိတ်ကိုရှင်မှာဇဲဘော်သုံးချိတ်ဝင်ဖြစ်ပြီး နောင်တွင်ပုံမှုကျုပ်ဟောင်းကျော်စောအမည်နှင့်ကြော်ကြားလေသည်ကိုရှင်မှာဥပကျော်နှင့်ဆွေးနွေးပြီးကိုနာရီခန့်တွင်ပြန်သွားသည် ထွေးတို့မိမိဒေါ်နှင်းကဧည့်သည်များကိုလက်ဖက်တော့လက်ဖက်ရည်ကြမ်းများဖြင့်ဧည့်ခံလေသည်ထွေးတို့မိတို့မှာနက်ကရာကြိမောဆိုသလိုဧည့်ခံမလက်မကန်းတွင်ထိုင်ကငင်းနေကြသည် နောက်ဆုံးအသားခက်ညိုညို အရက်ခက်ပြက်ပြက်နဲ့ဥပကျော်ဤတပည့်ရင် ကိုညိုဆိုသူလာသည်ကိုညိုမှာဥပကျော်ကို အလွန်တညိုလေးစားသောသူဖြစ်သည် အသက်30ခန့်ရှိပြီဖြစ်သည်ဥပကျော်နှင့်ကိုသူရာတို့တပ်ဖနှစ်ယောက်စကားပြောခိုက်ဝင်းလာလေသည်လာဟေမောင်ညိုထိုင်းဟုဆိုက ဥပကျော်ကလှန်ခေါ်သည်ပြီးနောက်ကိုသူရာဘက်သို့လှည့်ကစကားဆက်သည်ခုနစကားဆက်ရအောင် မင်းတို့အင်္ဂလိပ်ကိုတော်လန်းဖို့စိတ်ကူးထားတာက ဟုတ်ပါပြီ။တို့ဦးမြန်မာမှာဓမ္မရိုပဲရှိတယ်။ဘယ်မလဲလက်နဲ့ပြည့်ပြည့်စုံစုံရှိတာမင်းတို့လူငယ်တွေမယူရဲစိတ်နဲ့ပြောနေတာပါကွာ။မင်းတို့မှာဘာစိတ်ပညာတက်လို့လဲ။ကျွန်တော်တို့ဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မဖြစ်ဘူးဖေဖေ။အင်္ဂလိပ်ကို တနည်းနည်းနဲ့တော်လန်းမှကျွန်တော်တို့မြန်မာတွေလွတ်မြောက်မှာ။အေးတော်လန်းတာကဟုတ်ပါပြီ။ဘယ်လိုနည်းနဲ့တော်လန်းမှာလဲ။ ကျွန်တော်ပြောခဲ့ပြီကောလက်နဲ့နီးနဲ့တော်လမ်းမှာပေါ့လက်နဲ့နီးဟုတ်စဘယ်မလဲမင်းတို့မှာလက်နဲ့တို့မြန်မာထဲမှာစစ်ပညာတက်တဲ့သူဘယ်နှဦးရှိသလဲဘယ်နှယောက်တနက်ကင်တက်သလဲအင်္ဂလိပ်တွေကတို့ရဲ့လက်တွေခြေတွေကိုချိုးထားတာဘယ်မလဲကိုပိုင်စစ်တက်ကိုသူရသည်ခေတ္တတွေ့ဝေသွားကနှစ်ဖူးကြောများရှုံ၍မေးစေကိုလက်ညှိုးနှင်ထောက်ပြီးစဉ်းစားနေသည်လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားမရှိပါဘူး မဖြစ်ဖြစ်တဲ့နည်းနဲ့စံစားရတာပေါ့ဖေဖေ။နေချက်တော်လည်းအောင်မြင်မှုဟာဖေဖေပြောသလို1လက်နက်2စစ်ပညာ။နောက်ပြီးပြည်သူပြည်သားတွေစီလုံးညီညွတ်မှုဒါတွေလိုးလာတယ်။ပြည်သူတို့ရဲ့စီလုံးညီညွတ်မှုကတော့မခဲရင်ပါဘူး။ရင်းနှံမြေတပိတ်မှာချိတက်လာခဲ့ကြတဲ့လယ်သမားနဲ့အလုသမားတွေကိုကြည့်ရင် ပြည်သူတို့စီယုံမှုအင်အားမသေးဘူးဆိုတာခံမှန်းနိုင်ပါတယ်။လက်နက်နဲ့စစ်ပညာကောဘယ်ကရမလဲ။ရှားတဲ့နည်းနဲ့ယူရမှာပေါ့။ ဒါကိုပဲခုကျွန်တော်တို့လူငယ်တစုတန်းဆနေတာပဲဥပကျော်သည်တက်ဖက်သူလှဲ့ကပါနဲ့စွာ ပြုံနေသည်မင်းတို့ဟာက မလွယ်ပါဘူးသားရဲ့ဟုဆိုကထသွားလေသည်ကိုညိုနှင့် ကိုသူရတို့ငင်းခုံကကြံရစ်သည်ကိုညိုသည်ဆရာရင်ဥပကျော်လေးတန်းကိုနင်းကကိုသူရနှင့်အချီအချပြုံနေကြသည်မင်းနှင့်ထွေးတို့သည်နားမလဲတလဲနှင့်နားထောင်ကငိုင်မြီးလာကြသည်သမီးတို့နှစ်ယောက်အိတ်ကြတော့လေဟုတ် တော်နှင်းကတရီပေးလေသည်ကလေးနှစ်ယောက်သည်ဟုတ်ကဲဟုပါဇက်မှပြောတော်လဲတော်တော်နှင့်နေရာမှမထဖြစ်ကြသည်အချင်းကတပြေးပြေးနှင့်နေလာသည်နာယီလက်တန်သည်တန်းကောင်တို့ညွန့်ပြနေသည်ကိုညိုနှင့်ကိုသူရတို့စကားဆက်ပွဲမှပြင်းထန်လာသည်အတန်များမှကျေလောင်းလာကြသည်ဒီမှာကိုညိုခမရဘလောက်နားလဲလို့လဲခမရနိုင်ငံရေးစာအုပ်ဘယ်နှအုပ်ဖတ်ဘူးလို့လဲခမရမသိရင်စုံမငင်းပါနဲ့ ဒါပဲသူပြောပြရစေကိုမနိုင်တဲ့သဘောတရားတွေနဲ့ကင်ပေါက်မနေနဲ့ကိုသူရသည်ကိုညွတ်မျက်နာကိုစိတ်စိတ်ကြည့်ကဇပွဲကိုလက်သီးနဲ့တဝုံဝုံထုနေသည် ထွေးနှင့်မိတို့သည်လန့်ဖြက်ကတဦးကိုတဦးဖတ်ထားကြသည် ကိုသူရသည် ရခင်းကအလွန်တိမ်မွေ့သူဖြစ်သည်မျက်နှာထားတည်တော်လဲတကားမှလူတစ်ဖက်သားကို နားခံခက်လို့သော စကားမျိုးကိုမပြောခဲ့ဘူးပဲအိမ်ညာလဲအင်ဒရီပြက်လောက်အောင်ဒေါသမကြည့်ဘူးခဲ့ပဲ ကိုညိုကမူအသက်လေးကြီးမိမိဆရာကြီးဤသားလေးဖြစ်သည်ဖြင့်စိတ်ရှိစွာပြုံးနေလိုက်သည် ခမရကနဲချဲ့တချို့မှုကျို့တို့စိတ်တဲ့ပြုံးညံ့အောင်တွေးဆောင်နေရလားကိုတူရာဤရှင်သီသော စကားများကြောင့်ကိုညိုမှာမျက်နာမကောင်းသည်မင်းကွာမဟုတ်တာတွေဟုကိုညိုကစိတ်မကောင်းစွာပြောလေသည်ဥပကျော်သည်အိမ်ခန်းတွင်မှထွက်လာကဟဲ့ကောင်တူရာမင်းလုံးမီတော်တော့ ကိုသူရသည် အိမ်ခန်းထဲသို့ဝင်သွားသည် ထွေးနှင့်မိတို့သည်အမောထက်သို့တည်ရန်ထားလေသည်ကိုသူရသည်အိမ်ထဲမှပြန်ထွက်လာကခန့်မှန်မှန်ထိုင်းနေသော ကိုညိုရှိရာသို့လျှောက်လာသည်မိနှင့်ထွေးတို့သည်လန့်သွားကြသည် ကိုသူရသည် ကိုညို၏လက်မောင်းအိုးကိုကင်ကကျွန်တော်ကိုစိတ်မဆိုးပါနဲ့ကိုညိုစိတ်လိုက်မှန်ပါမို့မပြောတဲ့နာတွေရိုင်းရိုင်းပြပြပြောမိသွားတယ်တောင်းမှန်ပါလေကျွန်တော်ကိုခွင့်လွှတ်ပါကိုညို၏မျက်နှာမှာကြည်လင်သွားသည် ကိုညိုသည် အပြေကင်းသောကိုသူရ၏မျက်နှာကိုစိစိကြည့်ကာပခုံးကိုပြန်ဖက်လိုက်သည်ဟာငါဘလို့မှမအောင်မေးပါဘူးမင်းကလူငယ်ကိုတရှူရိုးစိတ်နဲ့ဖြစ်တာပေါ့ငါမင်းအရွယ်တုန်းကဆိုရင် လက်တောင်ပါသေးမင်းငါ့ကိုထမထိုးတာပဲတွန်းလှပါပြီငါကလည်းမင်းမခံချင်အောင်ပြောမိတာကိုကိုညိုသည်လူကြီးသဘောနှင့်ပြောလိုက်သည်ကိုသူရသည်နှစ်လူဖွဲ့ပြောလိုက်သည်ဖြူဝင်းညင်ညာသောတောင်းများသည်အကြောင်းတစ်ဖြစ်ဖြစ်လက်နေသည် ချွေးနှင့်မီးတို့သည်အပေါ်ထက်သို့အတာတက်လာကြသည် ထွေးဤအိတ်ခမ်းမရောက်ခင်ဖျားစင်နှင့် ကလျက်အိတ်ခမ်းတွင် ကိုရံနာမှနှစ်နှစ်ချာချာအိမ်မောကြနေဟန်တို့သည်တွားကြိတ်တံကိုကြားနေရသည်ကိုရံနာသည်အိတ်လျင်တွားကြိတ်တတ်သည်ကိုရံနာ၏တွားကြိတ်တံကြောင့်မိမအလိုလိုနေရင်တွားကြိတ်နေသည် နောက်တနေ့နန်းနဲ့တွင်ထွေးတို့မိမိကထွေးတို့အားမနှိုးဝဲထားသဖြင့်မိရောထွေးရောနန်းနဲ့ကိုနိုင်ကြောမှ အိယာမှထားကြတော့သည်နှစ်ယောက်သားမျက်နှာသိရင်အောက်ထက်သူဆင်းရလာတွင်ကိုရန်တော်ကဟဲ့ကလေးမတွေကြွက်ကြွက်ကြွက်နေမိမယ်ဟုချမ်းမြင်ကိုလက်ညှိုးထိုးပြကပြုတ်ပြဲတဲ့နောက်ပြောင်လေသည်အခန်းလေး1942ခုနှစ်အေဘီလ9ရက်ဖရောင်းဤချုံမြတင်းပြန်သောရနံသည်ငွှေးကြိုင်နေသည်ကဘာစင်မီသည်ဥယောမတခွင်၌ဟုံဟုံတောင်းလောင်နေသည်သို့သော ၎င်းကမ္ဘာစင်မီသည်မြန်မာပြည်ရှိပရောင်ပန်းများကိုမမြိုက်သေးပေသို့သော ပရောင်ပွင့်တို့၏ရနှံ့သည် ချုံမြင်စေတင်းပြန်စေဖြစ်လေသည်ည9နာရီအချိန်တွင်မင်းနှင်တွေ့တို့အဖို့တတလုံးမမေ့နိုင်စရာအဖြစ်ကိုရှင်းဆိုင်ရလေသည်ဒွန်နှင်းသည်ထမင်းစားကန်းတနေရာတွင်ထိုင်ကာငိုနေသည်မင်းနှင့်ထွေးတို့သည်ဒေါ်နှင့်အနီတွင်ထိုင်ကာမျက်ရည်များဝိုင်းနေသည် ဥပဒေကြော်ကာ ဧကန်းတွင်လူလာခောက်တုံရှောင်းနေသည်ဆေးပြင်းလေးကိုမလွတ်တန်းခဲကလက်ကိုနောက်ပြထားသည် မျက်နာတွင် ဖော်မပြနိုင်သောစိတ်လှုပ်ရှားမှုမျိုးများပေါ်လွင်းနေသည်ဝန်းနေနေသလားဂုံယူဝင်ကြွားနေသလားခွဲခြား၍မသိနိုင်ပဲရှိသည်ကိုရန်နောင်သည်စိတ်အလှုပ်ရှားဆုံးဖြစ်သည်တစုံတစ်ခုကိုအလိုမကျသဖြင့်စိတ်အိုက်နေပုံရသည်ကိုရန်နောင်သည်အသက်18နှစ်ခန့်ရှိပြီဖြစ်သည်ဖြင့်အရက်ပူရှည်လာသည် နှုတ်ခမ်းမွေးများသည်ဆင့်၍နေသည်ထမင်းစားကန်းသို့ချုပ်괴ထားသောလှေကားမှကိုသူရသည်ကယောသောဘာနှင့်ဆင်လာသည်လက်ထဲတွင်လည်းလက်ဆွဲအိတ်တစ်လုံးကိုဆွဲကင်လာသည်မိကိုရောင်ရှက်အစင်းနှင့်ကာကီရောင်ပေါင်းမရှိဝတ်ထားသည်ကိုသူရ၏မျက်နှာသည်တင်းမာနေသည်တစုံတစ်ခုကိုရှင်းသည့်ပြဲတန်ဋိဌံချထားပုံရသည်ဖေဖေခဏအထဲကိုလာပါဦးကိုသူရသည် အင်ခန်းရှိသူလှမ်း၍အတန်ခတ်အုပ်အုပ်နှင့်ခေါ်လိုက်သည်။ဥမတော်သည်လမ်းနောက်ပြေလျက်ပင် အခန်းထဲသို့တက်လန်းချင်းဝင်လာသည်။ဥမတော်၏မျက်နှာမှာတည်ငြိမ်နေသည်။ထူထားသောလှုပ်ရှားမှုကိုမပြပေ။မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲအတွက်ကျွန်တော်မြန်မာပြည်ရဲ့အပြင်ပတိုင်းပြည်ကိုသွားရမယ်ဖေဖေ။မနေ့ကဖေဖေကိုကျွန်တော်ပြောခဲ့တာပဲ။ကျွန်တော်မသွားခင်မိမေကိုကိုဖေဖေကိုကိုမှားခဲ့ခြင်းနဲ့ကျွန်တော်ရဲ့အသက်နဲ့ခန္ဓာကိုယ် တိုင်းပြည်ကိုအပ်ထားတော့ကျွန်တော်အသက်နဲ့မြဲချင်းမှမြင်မယ်ကိုသူရာ၏အတန်သည်တည်ငြိမ်ပြက်သားလေသည်ဒေါ်နှင်းကမူကျိတ်၍ရှိုင်နေသည်ငိုသံသည်ကျဲ၍လာသည်ထွေးမှမျက်ရည်များပါးပြင်ပေါ်စီးကျနေသည်ကိုတုံလိုက်သည်မိကမျက်ရည်အဝိုင်းသားနှင့် ကိုသူရာအားကြည့်နေသည်ကျွန်တော်အတွက်စိတ်တော့ကမထားပါနဲ့မိမိကျွန်တော်ဟာလောကကြီးမှာအမွန်မြတ်ဆုံးအလုပ်ကိုလုပ်နေတယ်လို့ယူဆပါ ကာအချိန်မရှိဘူးဖေဖေနဲ့မေမေကိုကျွန်တော်ကတော့ပြရစေဒေါ်နင်းသည်ဟန်မဆောင်နိုင်ပဲရှိုက်၍ငိုတော့သည်ဒေါ်နင်းမှာအသားဝါဝါအဆက်ပြက်သည်မျက်နှာမှာချုံးမွေလာသည်အထူးသဖြင့်ကျေပြန်သောနှစ်ဖူးနှင့်ပြူကျဲဝိုင်းဆက်သော မျက်လုံးအလှများနှင့်ဒေါ်နှင်း၏ရုပ်ရည်မှပိတလေသည်။ဤမြကြီးမားသောသာသမီများကိုမွေးဖွားခဲ့သည်ဟု ထင်စရာမရှိအောင်နှုတ်ပြောလေသည်။ ကိုသူရသည်ဒေါနင်းအာကြည့်ကရှုပ်တည့်ရဲ့မျက်နှာလွှဲလိုက်သည် ကိုသူရ၏မျက်နှာတွင်လှုပ်ရှားမှုကိုမပြပေကရော့နေသောသားကိုကြည့်ကဥပကျော်မှအင်္ဒိရီပြချင်းမရှိလားသေသေးချာချာကြည့်မည်ဆိုမှဥပကျော်၏နှုတ်ခမ်းတောင်စွန်းနှစ်ဖက်မှာတဆက်ဆက်လှုပ်နေသည်ကို တွေ့ရပေမည်သို့သော ဥပကျော်သည်ဂုံယူသော အပြုံးမျိုးဖြင့်အာတင်းပြုံးလိုက်သည်မင်းတွေ့ဖေဖေဂုံယူပါတယ်သားရဲ့ ကိုသူရ၏ပခုံးကိုပုတ်ခါပြောလိုက်သည်။တားကအတေးကြထုတ်ဖို့မပြောတော့လဲ။တားသွားမိနေရသည်ဂျပန်ပြည်ဆိုသည်ကိုသိနေသည်။ထွာခိုက်ကိုရန်တော်သည်ပြုံးခနဲ့ထိုင်ကဒေါ်နေ၏လက်နှစ်ဖက်ကိုကင်လှုပ်ပြင်းလာ။ကျွန်တော်လည်းကိုကြီးနဲ့လိုက်သွားမယ်မေမေရဲ့။မြန်မာပြည်အတွက်ကျွန်တော်လည်းစွန့်မရစေ။ကျွန်တော်ဆင်းရဲဒုက္ခကိုခံနိုင်ပါတယ်။ဟုဆရာထက်တန်စွာပြောနေသည်။ဥဝတော်သည်တားငယ်၏နုနယ်သောမျက်နာကိုစိုက်ကြည့်နေသည်။ ဒေါ်နင်းသည်ကိုရင်နောင်ဤခေါင်းကိုပုတ်ကတားရလေကွင်းတခုပင်ကမီးတကြီးကြီးနဲ့တားငဲပါသေးတယ်ရှိုက်တန်နဲ့တုံရင်သောအတန်ကိုထိန်ကပြောလိုက်သည် ကျွန်တော်လည်းတိုင်းမြေအတွက်အတန်နဲ့လဲကျင်လို့ပါကျွန်တော်သွားပါရစေဒေါ်နင်းသည် ရှင်ဘက်ကို လက်နှင့်ဖီးရင်းတားလေးလိုက်ရင်အမေရှင်ခွဲတယုံပဲရှိပါတော့တယ်တားလေးရဲ့ကိုသူရသည်ကိုရင်နောင်ဤပခုံးကိုပုတ်၍နှစ်သိမ့်လိုက်သည် မင်းကိုကြီးနဲ့လိုက်လို့မဖြစ်ပါဘူးငါညီရကိုကြီးတို့ကလက်ရွေးစင် ကိုအဆုနဲ့ကိုတွားရမှာမင်းအတွက်တနေ့နေ့မှာစွန်စားရမယ့်ချက်တွေရောက်လာပါလိမ့်မယ်ငါညီရကိုရန်အောင်ဒီဘာမှဆက်မပြောပဲဇပွဲကိုမိလျက်ခန့်ငိုင်ငိုင်ငြိမ်သက်နေသည်ကဲကျွန်တော်သွားတော့မယ်ကိုသူရသည်လက်ဆွဲအိတ်ကို ဆွဲမှကတွားရန်ပြင်သည် ထွင်းနေမိတို့သည်မက်တက်ထာကကိုသူရအားဝမ်းနေစွာစိုက်ကြည့်နေကြသည် ကိုသူရသည်ထွေးတို့အနီးသို့ကပ်လာကာထွေး၏ခေါင်းကိုလက်ဝါးနှင့်အုပ်ကင်လိုက်သည် ထွေးသည် ထမင်းအစိမ်းတို့ရောင်နှင့်အင်းချီအဝါကို လူချင်းများကဲ့သို့ဘူတီပတ်တီဝှထားတော်လဲမျက်နာလေးမှာပကတိကလေးငယ်ကဲ့သို့ငယ်ရွယ်နှုနယ်လေးသည်ညီမလေးထွေးလင်းလင်းမမနေရင်နော်ကိုကြည့်သွားတော်မယ်ထွေးသည်တရှုံရှုံဆိုင်ကမျက်ရည်များကိုလက်ဖမိုးနှင့်တုံနေသည်မိသည် မျက်ရည်များပြည့်စင်လာကား မျက်လုံးအိမ်မှာပားပြင်စီတို့စီစဉ်လာသည်ညီမလေးမိမိကိုကြည့်သွားမယ်မိသည်ထွေးကဲ့သို့မဆိုင်တော့လဲမျက်ရည်များဖြန်ဖြန်ပားပြင်မို့တို့လှိန်စင်းလာသည်မိသည်တောကဆိုသောစကားကိုမယုံတတ်သေးတော့လဲတောကအပူကိုရှင်ဝယ်ပိုက်မိပြီထင်သည် ကိုသူရနှင့်ရင်ရင်နီနီမနေတော့လဲကိုသူရအားထွေးချစ်တဲ့ကဲ့သို့ပင်ချစ်သည် မိသည်မောင်နှမသားချင်းမရှိသောတူရီသောသမီးဖြစ်သည်ဖြင့်ထွေးတော်မောင်နှမတစုအားတမီးတဲ့ပေါက်သည်လို့ခင်းနေရှာသည် မိမာထွေးထက်ပိုထွားသည်လို့ထင်ရသည်ခေါင်းပန်းရောင်လေးသည် ဖြူဝင်သောအသားနှင့်ဟမ်းမိနေသည်အင်းကြီးမှာပုံစံလေးဖြစ်ကလယ်ဘင်းတွင် လေးထောင်ဆက်ဆက်ဟိုက်၍နေသည်ဒီနေ့မိသည်ထူးထူးခြားခြားပလဲသွယ်ဆဲက အလှဆင်ထားမိသည် ရုပ်ရည်မှာတော့ထွေးကဲ့သို့ပဂရိကလေးမငယ်ရုပ်ရည်အတိုင်းနှုတ်နယ်သေးသည်ကိုသူရသည်မိမိ၏ခေါင်းကိုပုတ်သွားပြီးအင်ရှိသို့အပြေးလာထွက်ကပြေးစင်းသွားလေသည်ကျွန်တော်ကိုထွက်တင်မနေကြနဲ့အင်ဒရရရနေရပါသူများရိပ်မိနေအောင်မယ်ဟု ထွက်ခါနေတွင်ကယောတော်ပါမှရည်လေသည်တိန်လုံး၏ရင်ထဲ၌ဟာ၍ကြံရည်သည်ဒေါ်နေ၏ကြဲ့၍ဆိုင်သောအတန်သည်ညာလုံးပေါမစဲပဲ ခတ်တဲ့တဲ့နဲ့အနည်းရှိလူတွေကိုအနေခတ်စေသည်မနှင်းကလည်းကွာစိတ်ကိုတင်းမပေါ့နမိတ်မရှိနမမရှိသေတာလည်းမဟုတ်ဘဲနဲ့ကလေးငယ်ဤဘဝ၌မိနှင်ထွေးတို့သည်အိမ်မပြောသောညရဲ့ဟုဒုက္ခဆင်းရဲကိုရှင်ဆိုင်ရလေသည်ညတနာဤကြော်လောက်မှအိပ်ပျော်သွားကြသည်ပားပြင်လေးများတွင်မျက်ရည်စာများမချောက်တချောက်နှင့်အိမ်မောကြရင်ခက်ခဲစွာတက်ပြင်းရှူကဆိုင်နေကြသည် ကိုသူရသည်အဖော်တယောက်နှင့်တင်မော့စိတ်သို့ဆင်လာသည်။လာစင်းဆာရဲ့ဖြစ်သည်ဖြင့်ဝါကျင့်ကျင့်အလင်းရောင်သည် ဖြာလျက်ကျနေသည်။ဖက်တယောက်များကိုတွေ့လျင်မှောင်ရိပ်ခိုနေရသည်။မြစ်ပြင်ပေါ်တို့ငွေလာရောင်ရိပ်သည် ထိုးကျနေသည်ဖြင့်ငွေလိုင်းများတွန့်လျက်ရာတွင်အယောင်တဖိတ်ဖိတ်လက်နေသည်။တရားကုန်းကိုဖြတ်ကာဘောတရားကိုရောက်သည်။စိတ်ကန်းကတ်စတန်ကလားကာပြားကို ပါလာသောငွေစားနှင့်အရက်ပလင်းပေးလိုက်ရသဖြင့်ကိုသူရာတို့သည်ဘေးရန်မှလွံ့မြောက်သွားကြသည်တင်မောဘော်တို့ဂျပန်တင်မောသားတွေနှင့်အတူရောနှော၍တက်ရသည်ဒီနေရာတွင်အင်ဒရီဆောင်စည်းဖို့အလွန်အရေးကြီးသည်ဟန်ကုဖို့သဘောထားနေရသည်ကီရှင်မာရိုဂျပန်ပင်လယ်ကူးကုန်တင်တင်မော၏အမည်ဖြစ်သည် ကိုသူရာသည်ဒီတင်မောနှင့်ဂျပန်ပြည်သို့လိုက်ပါသွားရမည် အမိမြန်မာပြည်နှင့်ရှေးချားမြေချသောနေရာသို့ ကင်ရှင်မာတို့အမိရှိတင်မောကကိုသူရအားခေါ်ဆောင်သွားတော်မူ။တီတင်မောအမိကို ကိုသူရတို့တသက်တာတွင် မေ့ပြောင်နိုင်တော်မူမဟုတ်ပေ။ပထမဦးဆုံးအတွေ့အကြုံမှုကိုသူရ၏ရှင်နေတွင်လှုပ်ရှားနေသည်။ကင်ရှင်မာတို့တင်မောတွင်လိုက်ပါကြမည်ရဲဘော်များသည်ညဘက်တွင်နှစ်ယောက်စီ ခိုးဆင်ကြရသည်။ကိုသူရတို့စင်းသောညကနောက်ဆုံးညသည်။ရဲဘော်၃ကျိပ်ပထမတော့ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘူယန်အောင်တို့မှအစာပြု၍ဂျပန်ပြည်သို့ဆွန့်ဆွန့်ဆာဆာနှင့်ငတ်ငတ်ပြက်ပြက်ခရီးနှင်ကြရာ6တုပ်ရဲဘော်30ဖြစ်ပေသည်သူတို့အတုံမှာတတိယအတုံဖြစ်သည်ကိုသူရအပြင်အခြားမြန်မာသားကောင်းများမှာကိုရွှေခွင်းစာခွင်းပိတ်ဘူတော်စောတခင်တန်းတင်နှင့်ခွင်းစာခွင်းပိတ်ဘုံမြတင်တခင်အောင်သိန်းခွင်းစာခွင်းပိတ်ဘူရဲထုတ်တခင်တင်အေးခွင်းစာခွင်းပိတ် ဘူဖုံးမြင်တခင်ဆိုးကွင်းစာကွင်းပိတ်ဘူမြင့်အောင်တခင်ထွန်းရွှေကွင်းစာကွင်းပိတ်ဘူလင်းယုံတခင်စောလွင်ကွင်းစာကွင်းပိတ်ဘူမင်းခေါင်တို့ဖြစ်သည်သူတို့အားလုံးသည်အသက်20ကျော်အစိတ်ခန့်အရွယ်ကောင်းသောလူငယ်လေးများဖြစ်ကြသည်1942ခုနှစ်အေပြီလ9ရက်နေ့ဟိုးပူလိုက်တာတေတော့မယ်ရဲဘော်တို့ရေ သင်္မဝန်ထဲမှအခန်းလေးသည်တံပြားကာထသဖြင့်အလွန်ပူသည်သင်္မောမှာစံတင်သင်္မောဖြစ်သည် အပြင်လူမမြင်ရအောင်အခန်းကိုသင်္မောဝန်ထဲတွင်ပြုလုပ်ထားသဖြင့်လှန်ကူငယ်သဖွယ်ဖြစ်နေသည် ထို့ကြောင့်အလင်းရောင်လုံးဝမမြင်ရနေ့နေ့ညမကွဲပြားပေနန်းနဲ့ဆယ်နာရီကျော်နေအရှင်တက်သေးမှစ၍ပူလိုက်သည့်အပူမှာည၈နာရီ၉နာရီအထိပင် ပူလုံးသဖြင့်ချွေသည်များသည့်ရေပေါင်းများကဲ့သို့တည်တည်ကြာနေတော်သည် ပူတရက်ဘူးကကြာတော့မနေနိုင်လုံးသဖြင့်ဟိုထားသောအိုအများကို ချုပ်ခွာထားကြရသည် လောကငရေဝဒီစကားလုံးများကိုမတုံးမဲနှင့်အတိတ်ဘယ်ကို အခုမှ အတိအကျနားလည်လာလေသည်ကိုသူရသည်နိုင်ငရေဆက်ခုံတွင်ကိုကျိုးမငယ်ပဲကပြပါဟုသောရဲတရင်စာမှကောက်နှုတ်ချက်ကလေးကိုဝမ်းထဲတွင်အခါခါရေရွနေမိသည် အိမ်၌ဒီအချိန်တွင်လက်တဝါလောက်ထူသောမှွေရပေါ်အေးချမ်းသောမိဆက်ချင်းဖြင့်အိမ်မောကျနေပြီတော်မည်ကိုသူရနှင့်မျက်နှာချင်းဆိုင်ဘက်တွင်ရုပ်ရုပ်ရဲရဲအတန်များကိုကြားရသည်ဘာဖြစ်တာလဲကိုသူရကလမ်းမေးလိုက်သည်ကိုသန်းတင်တယောက်မူးလဲသွားလို့ဟာဒါဖြင့်ဘလို့လုံးမလဲတယောက်တပောက်မေးကြပြောကြသည်ကိုသန်းတင်မှာအာယုတ်ကမူးလဲသွားဟန်တူသည် ကိုတန်းတင်ဒီကိုရွှေကွင်းစာကွင်းပိတ်ပူကြော်စောနှင့်တရက်ထဲနေတာယာဝရီသာဖြစ်သည်အသားညို့ညို့အရက်ပြက်ပြက်နှင့်အလုံးဖန်ခတ်သေးသေးဖြစ်သည်မွန်လိုလို ကရင်လိုလို မျက်နှာပေါင်မျိုးရှိသည်ကွင်းစာကွင်းပိတ်နောင်တွင်ပုံများတွင်အမြေခံပြီးနောက်ဟိုင်းနန်ကျွန်းတွင်မမာပြီးအနှိမ့်စာရောက်ရှာသည် တခုခုနဲ့ရက်ခတ်ပေးမှထင်တယ်တန်များတွေကလည်းပူတယ်ကျွန်တော်ထမ်းထားပါမယ် ကိုရွှေဤအတန်ဖြစ်သည် ကိုတန်းတင်ကို ကိုရွှေသည် အတော်ကြာထန့်ထားရသည်တင်မောမထွက်သေးရေဝုတ်ခံနေရအောင်ပါပဲကျွန်တော်တို့ဒီထက်ရောက်တာနှစ်ရက်တောင်ရှိသွားပြီဟု ကိုသူရကဝင်ပြောလေသည်အစားအသောက်တွေမပူရလို့တော်သေးတာပေါ့တယောက်ယောက်ကဝင်ထောက်သည် နေ့စဉ်အစာအသောက်မှာဂျပန်များလာဖို့သောပေါင်မုံနွားနို့နှင့်ရေပလင်းဖြစ်ပေသည်။ဒါလောက်ဒုက္ခခံနေရတော့အစာတောင်မစားချင်ပါဘူး။ အဲရေးတော့ရတာတော့တဲ့အရသာရှိသဗျာလှန်ကူငယ်တွင်နေမင်းညာမမသိသောဘဝအပူဒီဂရီတရှိန်ရှိန်တက်လာက ခံစားရသောဘဝတန်တန်ခတ်မှာမตายရသောနေချက်တော်လင်ရေးသမားဘဝကိုတသက်တွင်တစ်ခါသာကြုံမှုသည် ကိုယ်သူရသည် ရှေ့ကိုဘယ်လိုလုပ်မည်ကိုစဉ်းစားရင်းတာယာသောအိမ်ဤဘဝကိုလည်းတစ်ချက်တစ်ချက်တရိယာနေသည်ဖဖေမေမေကိုရန်နာထွေးနေမည် သူတို့အားလုံးဤပုံတရံကို တရိပ်ရိပ်မြင်နေသည် သူတို့အားလုံးကတော့ကိုသူရကိုတမ္မဏိအသေးနှလုံးနဲ့မာကျောအေးဆက်သည်ဟု ထင်ကျင်လဲထင်ကြပေမည်သို့တော်သူသည် လူသားတယောက်ပင်မဟုတ်ပါလော1942ခုနှစ်ဧပြီလ13ရက်တကြံအကြာနေ့မင်းနှင့်ထွေးတို့သည်အိမ်ရှိတွင်ရေပုံးငယ်များချကရေကစားနေကြသည်တင်းကြံရေစင်သည် အေးမြသည်ဒုတိယကဘာစင်မီသည် အာရှတိုက်သို့မကူးဆက်မီဖြစ်သောကြောင့်မြန်မာတို့သည်1942ခုနှစ်အတာတကြံပွဲကိုပျော်ပျော်ကြီးဆင်နွှဲနိုင်ကြပေသည်သည်ထိုအချိန်ကမြန်မာပြည်သူပြည်သားတို့သည်မိမိတို့၏ကံကြမ္မာကိုမမြင်နိုင်ကြသေးပေထွေရီခုနကလူကြီးတယောက်ကို တွေ့လိုက်လားဘယ်လူကြီးလဲအရင်မြင့်မြင့်နဲ့လေနောက်ကအမှတ်တမဲ့ကြည့်ရင် ကိုကြီးသူရာနဲ့တူလိုက်တာနော်အော်မိရေပဲလိုက်လို့ရေတာပေါ့အပြော့အပြော့လို့ပြောသွားတဲ့လူကြီးလား အင်းဟုတ်တယ်။ထွင်းနဲ့မီတို့သည်ကိုသူရအရွယ်ယောက်ျားများကိုမြင်လျင် ကိုသူရကိုအမှတ်ရနေကြသည်။ကိုသူရအရွယ်ယောက်ျားပြို့များသည် လုံကြီးစင်တူဟုတ်ကမျက်နှာချင်းများလိမ့်လျက်တန်းကျက်ထိုး၍ကားနှင့်လှည့်လာကြသည်။ယောက်ျားပြို့များသည်စူညံအော်ဟစ်ကအလွန်အကျူးပျော်မြူးလာကြပုံရသည်။အချို့ကမူနေကြသည်။အချို့လူငယ်တစုမှာလမ်းမပေါ်တွင်ကိုေးအောင်ကနေကြသည်။ ဟေးဟေးဟိုမာဂျီဆန်မမဲ့သေးလို့ကွာမဲ့များမဲ့ရင်အလွန်လှမဲ့ကလေးမတွေမိတို့ဘက်သို့လက်ညှိုးညွန်ကလူရွယ်တစုသည်နောက်ပြောင်လာကြသည်ညီမလေးတို့ရဲ့နောက်သုံးနှစ်အထိအကိုကြီးတို့စောင့်နေမယ်နော်တယောက်ကပြောင်ချော်ချော်နဲ့ပြောလိုက်ပြီး ကျန်လူများကတတော်တော်ရေမောနေကြသည် ထွင်းနေမိတို့သည်ကြောက်လန့်လာသဖြင့်ရေဖလားများကိုရေပုံးထက်သို့ဝုန်းခနဲ့ပြစ်ချကအိမ်ပေါ်ထက်သို့ပြေးတက်လာကြသည် လန်းသွားလန်းလာများရှင်းသွားမှရှေဘုံများကိုတွားယူရသည်တင်မော့တို့ဆင်းပြီး6ရက်ခန့်အကြာတွင် ကိုသူရတို့လူစုသည်စံအိမ်များကိုလှန်ကိုတပွဲပြုတ်လုတင်ထားသောနေရာသို့ရွှေ့ပြောင်းနေရသည်မရွှေ့လိုလည်းမဖြစ်တော့ကြာလျင်တင်မော့ဝမ်းအခန်းလေး၌တချိန်ချင်းတက်လာသောအပူဒီဂရီကြောင့်အားပြက်သေးဖို့ပဲရှိတော်သည်1942ခုနှစ်ဧပြီလ13ရက်တကြံအကြာနေ့ တင်မောဤအော်အော်မှုတ်တန်ကြရသည်တင်မောသည် မြေကြောင်းအတိုင်းစတင်ခုံမောင်းသည်ထင်သည်တင်မောစားထွက်သည့်အချိန်၌စုံထောက်ပလိနှင့်ကတ်စတန်အရာရှိများရှင်းလင်းသွားပြီဖြစ်သည် ဖြင့်စံတင်ထားသောလိုင်ကောင်းကိုဂျပန်အလုပ်သမားများကဖြိုပစ်လိုက်ကြသည်အလင်းရောင်သည်ထို့၍ဝင်လာသည်အာအခုမှနှိပ်ပြီရဲဘော်တယောက်ကဝမ်းသာအားရအော်လိုက်သည်ပြင်းမလောကမှာအတံပလန်များကိုလည်းကြားရကြပြီး အခုမှရဲဘော်တွေသည် ပြင်ပလောကနှင့်အဆက်အသွယ်ရတော့သည်မြန်မာပြည်သူကားတို့အတွက်ဂုံယူွယ်ဖြစ်သောမြန်မာပြည်ဤထုတ်ခေါင်တင်ရွှေရကုံသီဒီကိုဖူးမြော်ခြင်းသောရဲဘော်များသည်ပြန်သူစိတ်ကန်းသို့လှမ်းမြော်ကြည့်ကြသည်တင်းမောမှာရှင်ကုံစိတ်ကန်းမှာ အတော်လေးလွန်မြောက်ဝေးကွာခဲ့ပြီဖြစ်သဖြင့်နှောက်ကြခဲ့ကြပြီတကားရဲဘော်တစုဤရှင်သေးတွင် ဟာ၍သွားကြလေသည် ကိုသူရ၏စိတ်ထဲ၌ အန်ရစ်စာရေးဆရာကြီးမောရစ်ကိုလိရေးသားသောစန္ဒမာလာဝတ္ထုကိုသွားအမတ်ရနေသည် နိုင်ငံသားတင်မော့သည်ရန်ကုန်စိတ်ကန်းသို့အဝင်တွင်တင်မော့ပေါ်မှ ရွှေဒဂုံစည်ဒီကိုရွှေရောင်တဝင်းဝင်းနှင့်ထီထီမာမာချက်သည်အပြည့်အဝနှင့်အမြင်ရပုံကိုမှတ်တမ်းတင်ထားသည်ရဲဘော်တဦးကမူမဲသာတောင်ချေရတုကို မရတရကပြာဆန်သောအတန်နှင့်ရှည်ညွနေသည်ဒီကားရွှေပြီးဒီစီရွှေမြုပ် သီတို့စေသည်စိတ်ကရှိသည် ရွှေပြည်ဌာနဝေးတော်ကြောင်းရတုအချတွင်အလုံးဤမျက်နာမှာညှိုးငယ်နေကြသည်ဤရွှေပြည်ဤရွှေမြို့ဤစေသည်နှင့်ဝေးခဲ့ကြရသည်တော့အမှန်ပင်သည်မသိလို့တနေ့မြန်မာပြည်ကိုပြန်ရောက်ရင်တော့ရွှေတကုံစေသည်ကြီးကိုဖူးခွင့်ရကြမှာပေါ့ရဲဘော်တို့ရာရဲဘော်တို့ကကြေကွဲဝန်းနေစွာဆိုလိုက်သည် ရေကုန်ပုံးလိုက်ဆွဲလာသောရဲဘော်တအူးသည်ညှိုးငယ်စွာထိုင်းနေကြသောရဲဘော်များစီသို့ဟုံးခနဲရှင်နှင့်လှန့်ပတ်လိုက်သည်ရဲဘော်များ၏စိတ်တက်များသည်ရေစင်အပြန်းတွင်ရှင်လန်းသွားကြသည်ဤတွင်တအူးနှင့်တအူးရေများပက်ကစားကြပြီးတဲ့သည်များမတ်သည်များတန်ချံများတိုင်ကဖြစ်ရာဘဝတွင်ပျော်ကြရတော်သည် ကိုသူရသည်တင်မောလက်ရန်ကိုကင်ကပင်လေရေပြာကိုငေးဆိုင်ကြည့်နေမိသည်အော် တင်းကျန်အောင်ကြပြီပဲခုချိန်တွင်ကိုရန်တော်သည်ရွယ်လူလူငယ်များနှင့် မြို့ပတ်ရေကစားထွက်ကအတန်များပြအောင်ပျော်မြူးခြင်းပျော်မြူးနေပေမည်ထွေးနှင့်မိတို့ကတော့ရေဘုံငယ်နှင့်အင်းရှိထွက်ကတရင်စာတဲ့ကလားမကျန်အောင်ရေပတ်ခြင်းပတ်နေကြပေမည် ထွေးတို့ရေပတ်ခြင်းခံရသောနွားနို့တဲ့ကလားသည်ဒီနေ့အဖို့နွားနို့အရာများသဖြင့်နေအတွက်ပိုးစီနေပေမည် ကိုသူရသည် ပြုံးမိပေသည်ဟဲ့ကိုသူရ စိတ်ကူးထဲမှာချစ်သူကိုရေးလောင်းနေသလားဗျရဲဘော်တူကလှန်စာလေသည်အော်ကို့လူကလည်းသိတဲ့အတိုင်းပဲကျို့တို့မှာချစ်သူရေးသားထားဖို့ဘယ်မှာအချိန်ရှိမလဲဗျဒါလည်းဟုတ်တာပဲလောကကြီးကအနေခက်အသေးခက်ကြီးပါကလားနော်ကျို့တို့အနာခံသရွေ့ဟာနောင်တခင့်မှာအသာဆုံးဖို့ဖြစ်လာမှာပေါ့ရဲဘော်ရဒါလောက်လဲစိတ်မပြတ်ပါနဲ့မှန်သည်ချိန်မှသောရှင်မှန်းချက်တစ်ခုကြောင့်သာသူတို့သည်အင်းမြအနာခံခြင်းဖြစ်သည် ကိုသူရဤတန်ရာရီမှတ်တမ်းစာအုပ်မှ စာရွက်ကလေးပေါ်တွင် နေ့စဉ်မှတ်တမ်းအချင်းချုပ်ကလေးများကိုမှင်ဖြင့်တူရည်သွားပြီးနောက်တရပြေးတရွဲ့လှန်၍သွားရသည်။အော်စတာတွင်စင်တော်နေဖိလစ်ပိုင်ပညာတော်သင်ကိုအောင်စန်းနှင့်စုံစည်းမိကြသည်။ဟာဂိုနီရေဘူးစန်းသို့ရောက်၍တခင်အောင်စန်းနှင့်တွေ့ကြသည်။တူဂျုံမျိုးတော်သို့တပတ်လောက်သွားရောက်လည်ပတ်ကြသည်။ ဖော်မူစာကိုဖြတ်ကျော်ပြီးနောက်ဟေနန်ကျွန်းကိုရောက်ကြသည်ဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာရှင်းနာခွင့်ပြုပါရှင်အာဘေးနာဆင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော် အားလုံးဘေးကင်းကျန်းမာကြပါစေရှင်